အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုချိန်မှာကျွန်တော်ရဲ့နေဖွဲ့စည်းရဲ့ကိုထူဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့အဲ့တဲ့တယောက်ရောက်ရှိနေပါပြီသူ့ရဲ့နာမည်ကတော့ကျေတကွန်3 and Atlas ပါဒီကျေတကွန်ဟာ2025ခုနှစ်ဇူလိုင်လအစောပိုင်းမှာနက္ခတ္တဗေဒလောကထဲကိုရုတ်တရက်ဆိုကလို့ပေါ်ထွက်လာခဲ့တာပါသူ့ကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တာကတော့ ချီလီနိုင်ငံ Rio Hotter တို့မှာရှိတဲ့ NASA ကထုတ်ပြန်ပေးထားတဲ့ Atlas Telescope ကဖြစ်ပါတယ်။ Atlas ဆိုတာကတော့ဂျိုသိန်ဂျူမွားများကမ္ဘာကိုဝန်တိုက်နိုင်မှုနောက်ဆုံးချက်ပေးစနစ် Extraterrestrial Impact Less Alert System ရဲ့အတူောက်ပါ။အဲဒီအချိန်ကစပြီးကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေဟာဒီလူအစမ်းကျတဲ့ဧည့်သည်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အစမ်းအမှန်တရားကိုရနိုင်တဲ့လောက်စုဆောင်းဖို့ကြိုးပမ်းခဲ့ကြပါတယ်။ ဒါကြောင့်ပဲ6ရက်အတွင်းမှာကျွန်တော်တို့ရဲ့စัจကြဝဠာခြံဝင်းတွေကိုပထမဆုံးဝင်ရောက်လာတဲ့ဒီကျေတာယာကြားကဧည့်သည်နဲ့ပတ်သက်ပြီးစောင်းပါတွေသူတေသနာစာတမ်းတွေအငင်းပွားပွဲရာတွေအများပြားထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုသတင်းတွေအားလုံးရဲ့ကြားထဲမှာကျွန်တော်တို့တကယ်တမ်းဘာတွေသိရှိလာခဲ့ရပြီလဲ။ဘယ်ချက်လက်ကအမှန်နဲ့ဘယ်ချက်လက်ကတိတ်ပန်စိတ်ကူးရင်ဇလန်းဆန်းဆန်းတွေလဲ။ ဒီဗီဒီယိုမှာတော့အခု2025ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာနေနဲ့အနီးဆုံးနေရာကိုဖြတ်သန်းသွားမဲ့ 3i Atlas Telecom နဲ့ပတ်သက်တဲ့နောက်ဆုံးရအချက်အလက်တွေကိုကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်။ဇူလိုင်လတုန်းကဒီဂျီတယ်ကွန်အကြောင်း သုတေသနစာတမ်းတွေ၄ဆောင်လောက်ပဲရှိခဲ့တာပါ။စက်တင်ဘာလမှာတော့စာတမ်းပေါင်း80နီးပါးရှိနေပါပြီ။ဒါဟာဒီရာဝတ္ထုနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့စုပေါင်းအသိပညာတွေအများကြီးတိုးတက်လာတာကိုပြသနေပါတယ်။ ူ့နာမည်ကကျွန်တော်တို့ရဲ့နေဖွဲ့စည်းကိုလာလေတဲ့တတိယမြောက်ကျေတရာကြာအဲ့တဲ့ဖြစ်လို့ရယ်သူ့ကိုတွေ့ခဲ့တဲ့ Atlas Telescope ကိုဂုံပြုတ်ပြီးပေးထားတာပါသူ့ကို2019ခုနှစ်ကကျွန်တော်တို့စီလာလေခဲ့တဲ့ Oumuamua နဲ့2019မှာတွေ့ခဲ့တဲ့ Borisov နဲ့နိုင်ရှင်ပြခဲ့ပါတယ်သူ့အရင်အဲ့တဲ့နေအောင်နဲ့မတူတာကတော့ Trian Atlas ဟာအများကြီးပုံမြန်ပြီးတစ်စက္ကန့်58ကီလိုမီတာဆိုတဲ့မယုံနိုင်စရာအရှိန်နဲ့သွားနေတာပါ တက်တန်းအားဖြင့်လည်းနှစ်ပေါင်း3ဘီလီယံကနေ17ဘီလီယံလောက်အထိတောင်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ Three Eye Atlas ရဲ့အသေးစိတ်အကြောင်းအရာဗီဒီယို link ကို description မှာထည့်ပေးထားပါတယ်။သိချင်တဲ့ဆိုရင် link လေးကိုနှိပ်ပြီးတွားရောက်ကြည့်ရှုလို့ရပါတယ်။ဒါဆိုကျွန်တော်တို့အကြောင်းအရာလေးကိုဆက်လိုက်ကြရအောင်။ဒီတော့နောက်ဆုံးရသတင်းတွေကဘာတွေလဲ။ Three Eye Atlas ဟာကမ္ဘာကျော်ဖြစ်လာတာနဲ့အညီတိတ်ကိုဂုံသတင်းကြီးတဲ့ telescope ကြီးနှစ်ခုရဲ့အာရုံစိုက်မှုကိုရရှိလာခဲ့ပါတယ်။တစ်ခုကတော့ NASA ရဲ့ Hubble Space Telescope ပါ။ ဟောဘဲဟာသူနဲ့လ ీల ာဝင်ရဖို့ဆိုတာအလွန်ခက်ခဲလို့နမိတ်ကြီးပါတယ်။သိပ္ပံပညာရှင်တွေဟာလာပေါင်းများစွာကြိုတင်ပြီးသူတို့ရဲ့သူတေသနာအဆုပ်ပြုလွာဖို့တင်ရလေးရှိပါတယ်။ဒါပေမဲ့ Trian Atlas အတွက်ကံကောင်းသွားတာကဟောဘဲမှာ Targets of Opportunity ဆိုပြီးသူ့ရဲ့အချိန်နှဲငယ်ကို Atlas အတွက်အမြဲချန်ထားပေးတယ်လို့ပါပဲ။ဒါကတော့ကျွန်တော်တို့အနာကနေထွက်မသွားခင်အမြန်ဆုံးလ ీల ာရမယ့်အရေးပေါ်အရာဝတ္ထုတွေအတွက်ပါ။ ဒါကြောင့်ဒီမမျောလင့်ထားတဲ့ကြေတရာကြားကဧည့်သည်ဟာတန်းစီစရာမလိုပဲလေးလာဝင်ရခဲ့တာပါဟာဘယ်ကဒီပုံကိုဇူလိုင်လ22ရက်နေ့မှာရိုက်ကူးခဲ့တာဖြစ်ပြီးအဲ့ဒီချိန်မှာကြေတကုံဟာကဘာကနေကီလိုမီတာ446တန်းအကွာမှာရှိနေခဲ့ပါတယ်ပုံရဲ့နောက်ခံကကြေရီရဲ့ဆွဲဆန့်ထားသလိုပုံရဲ့အစင်းကြောင်းတွေကိုအကြည့်ပြီးဒီကြေတကုံဘလောက်မြင်မြန်သွားနေလဲဆိုတာကိုခံမှန်းနိုင်ပါတယ်သူရဲ့ရေခဲနဲ့ဖွဲ့စည်းထားတဲ့အလဲပေါ်ဟူနျူကလ িয়াস ကနေထွက်လာတဲ့ဖုံမုံတွေကမျက်ရည်စက်ပုံတံတန်ဖြစ်နေတာကိုလည်းတွေ့နိုင်ပါတယ် ဒီလေးလာမှုတွေကြောင့်ဟာဘတ်သိပ္ပံပညာရှင်တွေဟာ3 iron atlas ရဲ့အလယ်ဘဟုနျူကလ িয়াস ဟာအချင်း440မီတာကနေ9.6ကီလိုမီတာလောက်ပဲရှိတယ်လို့ခန့်မှန်းနိုင်ခဲ့ပါတယ်။ဒါဟာကျွန်တော်တို့အစကထင်ထားတာထက်အများကြီးပိုသေးငယ်နေတာပါ။ဘာလို့လဲဆိုတော့အစာပိုင်းခန့်မှန်းချက်တွေဟာသူ့ရဲ့တောက်ပမှုကိုအလယ်ဘဟုတစ်ခုတည်းကပဲလာရင်လို့ယူဆခဲ့ပြီးသူ့ကိုဝန်းရံထားတဲ့တန်းခွင်းနဲ့ဖုံဖုံးအလွာဖြစ်တဲ့ကိုမာကိုထဲ့မတွက်ခဲ့လို့ပါ။ ခုတော့ဖုံမုံတွေရှင်းလင်းသွားလို့အရာရာကိုပို့ပြီးအသေးစိတ်မြင်လာရပြီဖြစ်လို့နောက်ထပ်လေးလာမှုတွေကနေအရွယ်စားကိုပို့တီးကြအောင်သတ်မှတ်နိုင်တော့မှာပါ။ Three Eye Atlas ကိုအာယုံဆိုင်လာတဲ့နောက်တစ်ခုကတော့ James Webb Space Telescope ပါ။ August 6ရက်နေ့မှာတော့နခတ္တဓာတုဗေဒပညာရှင်ဒေါက်တာမာတင်ကော်ဒီနာဦးဆောင်တဲ့အဖွဲ့အားဒီကျေတကွန်မှာဗာဒက်ပစ္စည်းတွေပါဝင်လဲဆိုတာကိုသိရဖို့ James Webb Telescope ရဲ့အနီးအောက်ရောင်ခြည်တိုင်းကိရိယာကိုအသုံးပြုခဲ့ပါတယ် ူတို့တွေးရှိခဲ့တာကတော့ရှုပ်ထွေးတဲ့ကူမာရဲ့ပုံစံဖြစ်ပြီးဒါဟာကျေတုံကနေတန်းငွေတွေထုတ်လွှတ်တဲ့ပုံစံဟာအမျိုးရင်းမဟုတ်ပဲဖွက်လာတဲ့ dressing အမျိုးအစားပုံမူတည်ပြီးပုံစံအမျိုးမျိုးနဲ့ထွက်နေလဲဆိုတာကိုပြနေပါတယ်အခုလောလောဆယ်မှာတော့ကာဗွန်မွန်အောက်ဆိုင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်တန်းငွေတွေဟာရင်ငွေထက်ပိုပြီးထွက်နေပုံရပဲမဲ့ကျေတုံကနေနဲ့ပုံနီးလာတဲ့အခါဒါဟာပြောင်းလဲသွားနိုင်ပါတယ်စဉ်ဝင်စားစရာကောင်းတာကကျဲတကွန်အမီးတွေဟာပုံမှန်အားဖြင့်နေရစဉ်ငင်ဘက်ကိုပဲဥတည်နေရမှာပါ ဒါပေမဲ့သူ့တေတီတွေဟာနေရှိတဲ့ဘက်ကောင်ကျဲတကုံကနေဖုံဖုံတွေအများကြီးထွက်လွတ်နေတာကိုအံအားသင့်စွာတွေ့ရှိခဲ့ရပါတယ်။ဒါဟာဖုံဖုံတွေအလဲဘဟုကနေဝေးရကိုရောက်သွားလေလေအစိမ့်စိမ့်အမော်မော်ပိုဖြစ်လာပြီးအလင်းကိုပိုရောင်ပြန်ဟက်လာလို့ဖြစ်တာပါ။ကောင်းမွန်အောင်ဆက်တွေအများပြားထွက်ရှိမှုကဖုံဖုံတွေကိုအဝေးကိုပြစ်လွတ်တယ်လို့ဖြစ်ပြီးဒီဖြစ်စဉ်ကိုပိုဆိုးဝါးစေနိုင်ပါတယ်။ကျွန်တော်တို့အတွက်တော့မိန်ဖြားဖြားမြူကိုလေးတစ်ခုလိုမြင်ရပေမဲ့တကယ်တမ်းမှာတော့အလွန်ပြင်းထန်တဲ့ဖြစ်ရပ်တွေဖြစ်ပျက်နေတာပါ။ ဟာဘန်နဲ့ဂျိမ်းစ်ဆိုတာတင်မဟုတ်ပါဘူး။ NASA ရဲ့တခြားတယ်လီစကုပ်တွေလည်းဒီလေးလာရေးမှာပါဝင်နေပါသေးတယ်။ TESS လို့ချစ်စနုခေါ်ဝေါ်ကြတဲ့ Transiting Exoplanet Survey Satellite ဟာနေဖွဲ့စည်းအပြင်ဘက်ကဂြိုလ်တွေကိုရှာဖွေဖို့ကောင်းကင်တစ်ခုလုံးကို9နှစ်ကြာစူးစမ်းခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာ သူဟာဂြိုလ်တွေအပြင်ခြေတကွန်လိုမျိုးသိနေတဲ့အရာတွေကိုလည်းရှာဖွေရမှာတော်တော်လေးတော်ပါတယ်။အရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲ 3D Atlas ကိုတရားဝင်ရှာဖွေတွေ့ရှိမှုဟာ တကယ်တော့ဇွန်လ14ရက်နေ့ကတည်းကလေးလာမှုတွေရှိနေပြီသားဖြစ်ပါတယ်။ဒါပေမဲ့ NASA ရဲ့ test အဖွဲ့ကသိပ္ပံပညာရှင်တွေကတော့သူတို့စီမှာဒီကျေတကုန်နဲ့ပတ်သက်ပြီးမေလအထိ နောက်ပြန်သွားတဲ့လေးလာမှု data တွေရှိနေတယ်ဆိုတာကိုသိခဲ့ကြပါတယ်။ကျေတကုန်ကို test ဟာမေလ9ရက်နေ့ကနေဇွန်လ2ရက်နေ့အထိမှတ်သန်းတင်နိုင်ခဲ့ပြီးပေါင်းစပ်ထားတဲ့ပုံရိပ်တွေမှာမြင်သာအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီ data အသစ်တွေနဲ့အတူနက္ခတ္တဗေဒပညာရှင်တွေဟာ အရင်ကပြုလုပ်ခဲ့တဲ့တိုင်းတာမှုတွေကိုတည်ပြုဖို့အခွင့်အရေးရခဲ့တယ်လို့ရှာဖွေတွေးရှိမှုအသစ်တွေလည်းပြုလုပ်နိုင်ခဲ့ကြပါတယ်။စက်တင်ဘာလ17ရက်နေ့မှာထုတ်ဝေခဲ့တဲ့စာတမ်းတစ်စောင်မှာအဒီနာဖိုင်စတန်ဂျွန်နူးနန်နဲ့တဲရာဆလစ်မန်တို့ဟာတက်စကနေရတဲ့ data တွေကိုအသုံးပြုပြီးတော့သရီယာအက်ဒလတ်ရဲ့တောက်ပမှုကိုတိုင်းတာခဲ့ကြပါတယ်။သူတို့တွေးရှိခဲ့တာကတက်စရဲ့တိုင်းတာမှုဟာအခြားနက္ခတ္တဗေဒပညာရှင်တွေအရင်ကခံမှန်းခဲ့တာတွေနဲ့ကိုက်ညီနေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ DJ တဝန်ဟာအလုံးကိုအာဟန်သင့်စင်မဲ့အရာတခုကိုလုပ်ပြခဲ့ပါတယ်။မေလ9ရက်နေ့ဂျွန်လ2ရက်ကြားမှာ3ရက် Atlas နဲ့ Test Agatha ယင်ကြားကအကွာအဝေးဟာ0.9 astronomical unit ရောကျသွားခဲ့ပါတယ်။ဒီအကွာအဝေးပြောင်းလဲမှုတခုတွေကိုကြည့်ပြီးသိပ္ပံပညာရှင်တွေဟာခြေတကွန်ဟာနေနဲ့ပုံနီးလာတဲ့အချိန်ပုံတောက်ပလာမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။သူတို့တွက်ချက်မှုအရာခြေတကွန်ကနေရတဲ့စွမ်းအင်ပမာဏ flash ဟာ0.5ဆတိုးလာတဲ့ပြီး တောက်ပမှုပမာဏကလည်း20.5 magnitude ဖြစ်တင်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကြေတဘုံဟာဒေတာအများကြီးပိုတောက်ပလာခဲ့ပါတယ်။သူ့ရဲ့တောက်ပမှုပမာဏဟာ19.28 magnitude ထိတိုးလာခဲ့ပါတယ်။ဒီအံဟောစရာကောင်းတဲ့တောက်ပမှုမြင့်တက်လာတာဟာ Three Atlas ကသူ့ရဲ့စွမ်းအင်ပမာဏကို1.5ဇာမဟုတ်ပဲ5ဇာထိတိုးမြင့်လိုက်တဲ့ရလက်ပါပဲ။ TRAPPIST မြောက်ပိုင်းနဲ့တောင်ပိုင်း telescope တွေရဲ့လေ့လာမှုတွေကလည်းအလားတူတောက်ပမှုတန်ဖိုးတွေကိုအစီရင်ခံခဲ့တာကြောင့် ပြချက်မှုအမာရီမရှိဘူးဆိုတာကိုအတည်ပြုနိုင်ရပါတယ်။ဒီလောက်များပြားတဲ့စွိုင်းတွေဖြာထွက်နေတာကြောင့် 3iron atlas ဟာကျွန်တော်တို့မူလကထင်ထားတာထက်အများကြီးပိုပြီးတက်ကြွနေပြီးအချိန်တော်ကြာတက်ကြွနေကြတာဖြစ်နိုင်ပါတယ်။သူတို့ရဲ့တောက်ပမှုတန်မိုးတွေနဲ့ Hubble ရဲ့ nucleus အရွယ်အစားခန့်မှန်းချက်တွေကိုပေါင်းစပ်လိုက်တဲ့အခါမှာသူတည်တည်တွေဟာ 3iron atlas ကနေနဲ့ astronomical unit 6 unit အကွာအဝေးမှာရှိနေတော့ကလေးကတက်ကြွနေကြတာဖြစ်နိုင်တယ်လို့တွေးရှိခဲ့ကြပါတယ်။ ဒါဟာကျဲတကွန်တွေပုံမှန်တန်းခွေတွေထုတ်လွှင့်ခြင်းစတင်တဲ့အပြင်ပတ်ဆုံးနယ်နိမိတ်နားမှာရှိနေပြီးဒီအချိန်မှာ3 Atlas ဟာ Nitrogen ဒါမှမဟုတ် Hydrogen လိုမျိုးပိုပြီးထူးခြားကအငွေ့ပြန်လွယ်တဲ့အရာတွေကိုထုတ်လွှင့်နေကြတာဖြစ်နိုင်တယ်လို့ညွှန်ပြနေပါတယ်။အရင်ဗီဒီယိုမှာကျွန်တော်က3 Atlas မှာအုံမွာမွာထက်ပိုပြီးပြားချက်တဲ့အလင်းပြောင်းလဲမှုမြင်ခွင့် Light Curve ရှိတယ်လို့ပြောခဲ့ပြီးဒါဟာသူ့ရဲ့မျက်နှာပြင်တစ်ခုလုံးမှာအလင်းကိုပိုပြီးညီညွတ်မြတ်တို့ရောင်ပြန်ဟတ်တာကိုညွှန်ပြနေပါတယ်။ Feinstein နဲ့သူ့ရဲ့လုပ်ဖော်ကိုင်မတ်တွေကလည်း test data ကိုသုံးပြီးဒီဂျီတဂွန်အတွက် live ကကိုထုတ်ယူဖို့စူးစမ်းတဲ့အခါမှာအလားတူကောက်ချက်မျိုးကိုရရှိခဲ့ပါတယ်။တကယ်တော့သူတို့ဟာ live cap မှာပုံစံတစ်ခုခုကိုရှာဖို့တောင်ခက်ခဲခဲ့တာကြောင့်ဒီဂျီတဂွန်ရဲ့လေပတ်ချိန်ကိုတိတိကျကျတတ်မှတ်နိုင်ခြင်းမရှိခဲ့ပါဘူး။သူတို့ဟာအချိန်မှန်အချက်ပြမှုအချို့ကိုတော့တတ်မှတ်နိုင်ခဲ့ပါတယ်။တစ်ခုက29နာရီတိုင်းမှာတစ်ချိန်ဖြစ်ပြီးနောက်တစ်ခုက16နာရီတိုင်းမှာတစ်ချိန်မှာဒါပေမဲ့ ဒေတာတွေကစူညံမှုတွေများနေပြီတက်စာဒီလောက်မှိန်တဲ့အရာဝတ္ထုတစ်ခုအတွက်ဒီလိုပရာမီတာမျိုးကိုတိုင်းတာဖို့လုံလောက်တဲ့အရာမျိုးရှိတာလည်းဖြစ်နိုင်ပါတယ်ကံကောင်းစွာနဲ့ပဲအထူးပြုလုပ်ထားတဲ့မြေပြင်အခြေစိုက်တယ်လီစကုပ်တွေကိုအသုံးပြုတဲ့အခြားလေးလာမှုတွေက16နာရီလေပတ်ချိန်ကိုသဘောတူညီကြတာကြောင့်ခြေတကွန်ရဲ့ပုံသဏ္ဍာန်နဲ့ဘယ်လိုလဲပတ်နေသလဲဆိုတာကိုကျွန်တော်တို့ပိုပြီးသိရှိလာနိုင်ပါတယ်အခုချိန်ထိအာဂါသာတယ်လီစကုပ်တွေရဲ့တွေ့ရှိချက်တွေကိုပဲပြောခဲ့ပေမဲ့ 3 and Atlas နဲ့ပတ်သက်တဲ့တွေးရှိချက်တွေဟာကမ္ဘာပေါ်ကတယ်လီစကုပ်တွေကနေလည်းရရှိခဲ့ပါတယ်။ August 29ရက်နေ့မှာချီလီနိုင်ငံက Gemini South Telescope မှာလောက်ကိုင်းနေတဲ့သုတေသီတွေဟာ Gemini Multi Object Spectrograph ကိုသုံးပြီး3 and Atlas ကိုရောင်စုံကာလနဲ့ပုံဖော်ခဲ့ကြပါတယ်။အံဩစရာကောင်းတာကဒီစီစဉ်မှာရိုက်ကူးခဲ့တဲ့ပုံတွေဟာခြေတကွန်ရဲ့ nucleus ပတ်လည်ကကိုမာကိုသာမကသူ့ရဲ့အမီးကိုပါပြသနိုင်ခဲ့ပါတယ်။ အမီးရအကောင်းငယ်မှာဒီဂရီရဲ့120ပုံတပုံလောက်ရှည်လျားတယ်လို့တိုင်းတာနိုင်ခဲ့ပြီးဒါဟာဇူလိုင်လတုန်းက Gemini Not Telescope ကိုသုံးပြီးရိုက်ကူးခဲ့တဲ့အရင်ပုံတွေမှာမြင်ရတာထက်တိတိတောက်တောက်ပိုရှည်လျားနေပါတယ်ဒါဟာ3ရက် Atlas ကနေနဲ့အနီးဆုံးနေရာ Perihelion ကို ချင်းကပ်လာတာနဲ့အမျှပိုပြီးတက်ကြွလာတဲ့ဆိုတော့နောက်ထပ်သက်သေတစ်ခုဖြစ်ပြီးစစ်လုရှားစရာကောင်းတဲ့ဖြစ်ပျက်တွေလာတော့မယ်ဆိုတာကိုအရင်မွေးပြနေပါတယ် ောက်တိုဘာလ30ရက်နေ့နေနဲ့အနီးဆုံးနေရာကိုမရောက်ခင်မှာဒီအမိဘလောက်ထိထက်ရှည်လာမလဲဆိုတာဘသူသိနိုင်ပါလဲ။ဩဂတ်လအတွင်းလေးလာမှုတွေမှာသရီးယာအက်ဒလတ်ရဲ့စပတ်ဖရန်ကိုလည်းစုဆောင်းနိုင်ခဲ့ပါတယ်။ဒီမှတ်တမ်းမှာတော့ဒီဂိုပေါ်တလတ်စတက်ကတူကလက်ထောက်ပေါမောက်ခဘင်းညံဟာကျဲတကွန်ရဲ့ CN လိုင်းဝင်ထဲမှာတန်းွင့်ထုတ်လွှင့်မှုတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့အခိုက်အတန့်ကိုအကြည့်ရှုနိုင်ပါတယ်။ဒါဟာ ူဆိုင်ယာနက်မော်လီကျူးတွေကိုထုတ်လွှင့်နေတယ်ဆိုတာကိုသက်သေပြနေရပါပဲဒီဖြစ်စဉ်ဟာရေခဲတွေနေအောင်ကြီးနဲ့ထိတွေ့ပြီးအငွေ့ပြန်သွားတဲ့အခါကျဲတကွန်ကဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်တွေကိုထုတ်လွှတ်ပြီးအဲ့ဒီနောက်မှာနေအောင်ကြီးကသူ့ရဲ့မူလဒရက်စင်တွေအဖြစ်ပြန်လည်ဖြိုခွေးလိုက်တာကြောင့်ဖြစ်ပေါ်လာတာပါကျွန်တော်တို့ဟာကျဲတကွန်တစ်ခုကနေနဲ့ astronomical unit နှစ်သသမ၅ကနေ၃ကြာအကွာဝေးမှာရှိနေတဲ့အခါဒီဖြစ်စဉ်ကိုစတင်မြင်တွေ့ရလေးရှိပြီး ဒါဟာအခု300 Atlas ရောက်နေတဲ့နေရာနဲ့အတိအကျကိုက်ညီနေပါတယ်။အခြားလေးလာရေးစခန်းတွေကလည်းဒီတွေ့ရှိချက်ကိုအတည်ပြုခဲ့ပြီးတချိန်ကအားနေခဲ့တဲ့ CN တင်ဂေတာဟာအချိန်နဲ့မျှတဖြည်းဖြည်းအားကောင်းလာနေပါတယ်။ September လအစပိုင်းမှာထုတ်ဝေခဲ့တဲ့စာတန်းတစ်စောင်အရကျေတဂွန်ဟာနေနဲ့3 Astronomical Unit အကွာမှာရှိနေစဉ်ကတစ်စက္ကန့်ကို Cyanide Molecule 800 Trillion ဒါမှမဟုတ်8 into 10 to the power 23ကိုထုတ်လွှင့်နေခဲ့တယ်လို့အောက်ချက်ချခဲ့ပါတယ်။ ဒါဟာတကယ်တော့ကျွန်တော်တို့နေဖွဲ့စည်းတဲ့ကကြက်တုံးအများစုအတွက်ပုံမှန်ပမာဏရဲ့အောက်ဖက်မှာရှိနေပါတယ်။ကိုမာတိုင်းမှာရှိတဲ့ဒိုင်ကာဗွန်နဲ့ဆာယာနိုက်အချိုးကိုတိုင်းတာခြင်းအပြင်စာတန်းရေးသားသူတွေဟာ3ရန်အက်တလတ်ကိုကျွန်တော်တို့သိထားသမျှထဲမှာကာဗွန် chain အယော်နည်းဆုံးကြက်တုံးတွေကတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒါကဘာကိုဆိုလိုတာလဲ။ကာဗွန် chain ယော်နည်းမှုဆိုတာကြက်တုံးရဲ့ကိုမာဒါမှမဟုတ်အမီးထဲမှာ C2 ဒိုင်ကာဗွန် C3 ထရိုင်ကာဗွန်လိုမျိုးပိုရှိတဲ့ကာဗွန်မော်လီကျူးတွေချို့တဲ့နေတာကိုဆိုလိုတာပါဒီလက္ခဏာကိုနေအဖွဲ့စည်းတဝမ်းမှာတွေ့ရတဲ့ကျဲတဂွန်တွေကိုအမျိုးအစားခွဲခြားဖို့အသုံးပြုပြီးသူတို့ပထမဆုံးစတင်ဖွဲ့စည်းခဲ့တဲ့အခြေအနေတွေကိုလောင်ပြန်ဟပ်တယ်လို့ယူဆကြပါတယ်ဒါကြောင့်ကျဲတဂွန်ရဲ့ C2 ထုတ်လွှင့်မှုအတွက်အများဆုံးကန့်သတ်ချက်တစ်ခုကိုအသုံးပြုပြီးသိပ္ပံပညာရှင်တွေက 3N Atlas ဟာ CN molecule တစ်ခုတိုင်းအတွက် C2 molecule 300.39ထက်နည်းပြီးထုတ်လွှတ်တာကြောင့်သူဟာကာဗွန်ချင်းယော်နေနေတယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကဘော်ရီဆော့ဖ်မှာလည်းဒီလက္ခဏာရှိခဲ့တာကြောင့်ဒါဟာဒီဂျေတဂွန်တွေရဲ့ဖွဲ့စည်းပုံမှာတူညီရဲ့ပုံစံတစ်ခုကိုညွှန်ပြနေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျေတရာကြားကနမူနာရေတွက်ဟာအလွန်နည်းနေသေးတာကြောင့်ရေဘူးရဆက်ဆံကောက်ချက်ချတာကိုရှောင်ကျင်မှုအရေးကြီးတယ်ဆိုတာကိုသတိပြုသင့်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်300 Atlas ကျွန်တော်တို့ရဲ့နေစီကိုချင်းကပ်လာတာနဲ့အမျှသူ့ကိုစောင့်ကြည့်နေတတ်ပါတယ်။ C2 တိုင်ကားပေါ်ထုတ်လို့မှုမြင့်တက်လာနိုင်တာကျဲတကုံက H2 ကိုပို့ထုတ်လို့လာနိုင်တယ်။ဒါမှမဟုတ်ပို့ပြီးပြင်းထန်တဲ့တစ်ခုခုတောင်ဖြစ်လာနိုင်ပါတယ်။နက္ခတ္တဗေဒပညာရှင်နဲ့ကျဲတကုံကျွမ်းကျင်သူ Karen Mitch ပြောခဲ့သလိုပဲဒီကျဲတကုံတွေဟာတကယ်ကိုအလွန်နှုန်နယ်ပြီးမြင့်ပတ်နေတဲ့နှင်းပေါလုံးတွေဖြစ်ပြီးမကြာခဏဆိုသလိုကွဲထွက်သွားနိုင်ပါတယ်။အဲ့ဒီလိုသာဖြစ်ခဲ့ရင် ကွဲထွက်သွားတဲ့နေရာကမထီးတွေ့ရသေးတဲ့ရေခဲတွေကိုနေရောင်ခြည်နဲ့ထိတွေ့စေပြီးတံငွေထုတ်လွှတ်မှုတွေအသည့်တချိန်ဖြစ်ပေါ်လာတာကိုတွေ့မြင်ရနိုင်ပါတယ်။မကြသေးမီကရပိုင်းတွေမှာတော့သူ့တေသီတွေဟာသရီးယန်အန်ဒလက်စ်ကအလင်းကိုဘလို့ထုတ်လွှတ်တယ်လဲဆိုတာကိုသာမကအလင်းကိုဘလို့ဝင်ရိုးစွန်းခွဲတယ်လဲဆိုတာကိုပါလေ့လာခဲ့ကြပါတယ်။စက်တင်ဘာလ9ရက်နေ့မှာစူရီဂရင်းနဲ့လုံပုံကိုင်းပန်းတွေကသရီးယန်အန်ဒလက်စ်ရဲ့ပထမဆုံး polarimetric လေးလာမှုတွေကိုတင်ပြတဲ့စာတမ်းတစ်စောင်ထုတ်ဝေခဲ့ပါတယ်။ ဒါဟာကျေတရာကြားကအရာဝတ္ထုတစ်ခုအတွက်ဒီလိုမျိုးဒုတိယမြောက်လေးလာမှုလည်းဖြစ်ပြီးပထမတစ်ခုကတော့ Borisov ပါ Polarimetry ကိုအာကာသအရာဝတ္ထုတွေရဲ့ပုံမုံအရွယ်စားမျက်နှာပြင်ဖွဲ့စည်းပုံကိုမာရဲ့ပုံတံလုံမျိုးရုပ်ပိုင်းဆိုင်ရာဂုဏ်သတိတွေကိုစူးစမ်းဖို့အထူးသုံးပြုပြီးဒါကိုတခြားနီးစနစ်တွေနဲ့အလွယ်တကူလုံးဆောင်လို့မရပါဘူး Green နဲ့သူ့ရဲ့လုပ်ဖို့ကင်ဘတ်တွေဟာ Chili Canary ကျွန်းစုတွေနဲ့ ဘူဂေးရီးယားနိုင်ငံတွေကတယ်လီစကုပ်တွေကနေရတဲ့ data တွေကိုအသုံးပြုခဲ့ပြီး 3D Atlas ကိုအရင်ကတွေးခဲ့ဘူးတဲ့ခြေတရာကြားကအရာဝတ္ထုအောက်ကလည်းဒါမှမဟုတ်ခြေတကွန်တွေ အားလုံးနဲ့ကွဲပြားစေတဲ့အချက်တခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့တွေ့ရှိခဲ့တာကတော့ 3D Atlas မှာထူးထူးခြားခြားနှက်ရှိုင်းပြီးကျင်းမြောင်းတဲ့အနုလက္ခဏာဆောင်တဲ့ဝင်ရိုးစုံအလင်းဖြာထွန်းမှု negative polarization branch ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာတိတ်ထူးကြတယ်လို့မထင်ရပါပဲ။ဆိုလိုရင်းကတော့ 3R Atlas ဟာကျွန်တော်တို့နေဖွဲ့စည်းတဲ့ကတခြားဘဲချက်တကွန်ဒါမှမဟုတ်ဥက္ကာခဲမှာမှမမြင်ခဲ့ဘူးတဲ့ပုံစံမျိုးနဲ့အလင်းကိုဖျက်ချက်နေတယ်ဆိုတာပါပဲ။ဒီပြုမှုဟာအပေါင်းလက္ခဏာဆောင်တဲ့အလင်းဝင်ရုံစုံခွဲမှုကိုပြသခဲ့တဲ့ Borisov နဲ့တောင်ကွဲပြားစေပြီးသူ့ကိုကျွန်တော်တို့ဘာမှမသိသလောက်နှီးပါဖြစ်နေရဲ့။တိကျဂျိုအသေးစားအုပ်စုတစ်ခုထဲမှာထားနိုင်စေပါတယ်။ပုံပြီးနားလည်အောင် ရှင်းပြရရင် ဖုံမှုဒါမှမဟုတ် တန်ငွေတွေလိုမျိုးအာဂါဒအရာဝတ္ထုတွေရဲ့မှာနဲ့ပပလင်မှရှိတဲ့အမုံတွေကဝင်လာတဲ့အလင်းကိုတိကျတဲ့ဥဒိယရေစီဖြန့်ကျက်စေနိုင်ပါတယ်။ဒါကိုအလင်းဝင်ရိုးစုံခွဲခြင်း light polarization လို့ခေါ်ပြီးကမ္ဘာပေါ်ကတယ်လီစကုပ်တွေကနေတိုင်းတာနိုင်ပါတယ်။ကျွမ်းကျင်သူတွေဟာလေ့လာသူကနေကြက်တကွန်စီကြက်တကွန်ကနေနေစီကိုကြည့်လိုက်ရင်ဖြစ်ပေါ်လာတဲ့ scattering plane ကိုကြည့်ပြီးဝင်ရိုးစုံရဲ့ဥဒိယဟာအဲ့ဒီညီညာပြင် plane နဲ့ တောင်းပန်ကြနေရင်ပေါ်ဆက်တဲ့ဒါမှမဟုတ်အပြန်ဖြစ်နေရင် negative ဆိုတာကိုမှတ်တမ်းတင်ကြပါတယ်။ဒီတော့ Thrian Atlas ကလာတဲ့အလင်းရဲ့နှက်ဆိုင်ပြီးကျင်းမြောင်းတဲ့အနုလက္ခဏာဆောင်တဲ့ဝင်ရိုးစုံခွဲမှုကအလင်းဟာအလွန်တိကျတဲ့နေရာတစ်ခုမှာဖြန့်ကျက်နေညာပြင် scattering plane နဲ့အပြန်ဥတီယာဘက်ကိုပြင်းထန်စွာဝင်ရိုးစုံခွဲခံနေရတယ်လို့ဆိုလိုတာပါ။ဒီဝင်ရိုးစုံခွဲမှုပုံစံဟာ Transneptunian object ရဲ့စံတော်အချို့နဲ့အနည်းငယ်ရှင်းနိုင်တယ်လို့ဖြစ်ပေမဲ့ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကိုတိတိကျကျသိဖို့နောက်ထပ်သုတေသနတွေပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။သူရအက်ဒလတ်ရဲ့တန်မိုးရှိတဲ့လေးလာတွေးရှိချက်တွေဟာပညာရှင်တွေအတွက်ပဲတည်တံ့လို့တင့်ထင်းနေရင်တော့မားပါလိမ့်မယ်။သိပ္ပံပညာဟာတကယ်တော့လူတိုင်းအတွက်ဖြစ်ပြီးနောက်လာမယ့်တွေးရှိချက်ကအဲ့ဒီအချက်ကိုတတ်သိပြနေပါတယ်။စက်တင်ဘာလ9ရက်နေ့ကနေ10ရက်နေ့အထိကမ္ဘာနေရာအချို့ဟာကမ္ဘာရဲ့အရေးသေးကိုဖြတ်သွားတဲ့သွေးစွန်းလား blood moon လို့ခေါ်တဲ့အလွန်လှပတဲ့လမ်းကျက်ချင်းကိုကြီးရှုဝင်ရခဲ့ကြပါတယ်။ဒါဟာဝါသနာရှင်နက္ခတ္တဗေဒပညာရှင်တွေအတွက်သူတို့ရဲ့ telescope တွေကိုဖုံးခါပြီးကြီးရှုဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အာဂါသဝါသနာရှင်တချို့ကလကိုပဲကြည့်နေကြတာမဟုတ်ပါဘူး။ Michael Yeager နဲ့ Gerald Roman တို့ဟာနမီးဘီးယားနိုင်ငံရဲ့ညကောင်းငင်ကိုတပ်ပုံရိုက်နေတုန်းမှာကျွန်တော်တို့ရဲ့မိတ်ဆွေ 3R Atlas ကိုအံဩစရာကောင်းပြီးလှပတဲ့အစိမ်းအောင်ပုံစံရှိနေတာကိုတွေ့ရှိခဲ့ကြပါတယ် ဒီတွင်းရှိချက်ကိုတော့သိပ္ပံပညာရှင်တွေကအတိမပြုတ်သေးပေမဲ့ကျွန်တော်နေဖွဲ့စည်းတဲ့ကကြက်တကွန်တွေဟာဒိုင်းအတောမစ်ကာဗွန် C2 ကိုစတင်ထုတ်လုပ်တဲ့အခါအစိမ်းအောင်ပြောင်းသွားနိုင်ပါတယ်။အဲ့ဒီ C2 ဟာနေအောင်ကြီးကနေစွမ်းရည်ရရှိပြီး518နာနိုမီတာအနီးမှာအစိမ်းအောင်အလင်းကိုထုတ်လုပ်ပါတယ်။ဒီအပြုတ်မှုဟာကျွန်တော်တို့နေဖွဲ့စည်းတဲ့ကတခြားကြက်တကွန်တွေအတွက်ပုံမှန်ဖြစ်နိုင်ပေမဲ့သင်တို့မှတ်မိတဲ့အတိုင်း3 Atlas ဟာမကြသေးမီကကာဗွန်အလွန်နည်းပါးတယ်လို့တွေးရှိထားတာကြောင့် အလင်းထုတ်လို့ဖို့အတွက်စီတူးအများကြီးရှိမနေသင့်ပါဘူး။ဒါဟာစီတူးထုတ်လို့မှုမကြသေးမီရပိုင်းအတွင်းမှာမြင့်တက်လာတဲ့လက္ခဏာဖြစ်နိုင်ပေမဲ့ဒီ theory ကိုအတည်ပြုဖို့ဒါမှမဟုတ်ညင်းဆိုဖို့အတွက်နောက်ထပ်သုတေသနတွေလိုအပ်အောင်ပါပါ။ဘလို့ပဲဖြစ်ဖြစ်ဒါဟာတကယ်ကိုလှပတဲ့ပုံရိပ်တစ်ခုဖြစ်ပြီးဒီနောက်ဆုံးပုံစံဟာဝါသနာရှင်နခတ်တဗေဒပညာရှင်တွေရောသိပ္ပံပညာရှင်တွေရဲ့အာယုံဆိုင်မှုကိုပါဖန်ဆားထားပါတယ်။ Three and Atlas နဲ့ပတ်သက်တဲ့သတင်းတွေထဲမှာ ကျွန်တော်မပြောရသေးတဲ့အဓိကအကြောင်းရင်းတစ်ခုကြံနေပါသေးတယ်။ဒါပေမဲ့ဒါကတင်းတို့ကြားပူးပြီးသားဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒီကြေကုန်နဲ့ပတ်သက်တဲ့မီဒီယာသတင်းတွေမှာ Avilope ဆိုတဲ့နာမည်ကိုမကြာခဏတွေ့ရပြီးသူကဒီကြေကုန်ဘယ်ကလာတယ်လဲဒါမှမဟုတ်ဘသူကလွတ်လိုက်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးပြောစရာတွေအများကြီးရှိနေပါတယ်။ Avilope ကကြော်ကြားတဲ့နက္ခတ္တယူပါဗေဒပညာရှင်နဲ့ Harvard တက္ကသိုလ်ကပမောက္ခတူဖြစ်ပြီး သူ့ရဲ့အတမွေးဝမ်းကြောင်းတစ်လျှောက်မှာအငင်းပွားပွေရာတွေကိုဖန်တီးခဲ့သူပါသူ့ရဲ့ three eye atlas အပေါ်နောက်ဆုံးဆွဲလန်းမှုဟာသူ့ရဲ့သိပ္ပံပညာရှင်လောဘကိုင်ဘတ်တွေနဲ့အများပြည်သူတွေစီကနေကြောထွေးတဲ့သုံးမယ်မှုတွေရရှိခဲ့ပါတယ်ဇူလိုင်လတုန်းကတည်းကလောဘဟာ three eye atlas ကိုတွေးရှိမှုအပေါ်သူ့ရဲ့မှတ်ချက်တွေကိုထုတ်ဝေခဲ့ပြီအစာပိုင်းမှာတော့အရာအားလုံးဟာနခတယူပဗေဒဆိုင်ရာကိစ္စတွေကြီးပါပဲဒီစာရန်နဲ့လောဘစီကအဓိကအချက်တစ်ချက်ကတော့ ်ပရိယာအက်ဒလက်စ်ဟာအုတ်ကာခဲတလုံးဖြစ်ဖို့အရန်ကြီးမားနေတယ်ဆိုတာပါပဲကျေတဂွန်ရဲ့အချင်းဝက်ကိုအစောပိုင်းခန့်မှန်းချက်တွေအရ30ကီလိုမီတာလောက်ရှိရလို့ဆိုပါတယ်လောကဒါဟာကျေတဂွန်ကိုကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုကြီးမားတဲ့ဒရော့တူတစ်ခုပေးစွမ်းနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်ကျေတာယာကြားကအာကာသထဲမှာပစ္စည်းဘလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိနားလည်မှုအရဒီလောက်ကြီးမားတဲ့အရာဝတ္ထုတစ်ခုကျွန်တော်တို့ရဲ့နေဖွဲ့စည်းတဲ့ကိုဝင်လာတာဟာအလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်တတ်ပါတယ် ဒီအငင်းခုံကိုထောက်ရှုပြီးလောက်က3 Atlas ဟာကျွန်တော်တို့မူလထင်ထားတာထက်ပိုသေးနေနိုင်တယ်လို့အကြံပြုခဲ့ပေမဲ့သူကအငင်းဘွားဝယ်ရာတခြားအဆိုပြုချက်တစ်ခုကိုလည်းတင်ပြခဲ့ပါတယ်။အဲ့ဒါကတော့ဂျိုသားရဲ့ဤပညာဟာအဖြစ် explanation ဖြစ်နိုင်တယ်ဆိုတာပါပဲ။ရန်နေငယ်ကြမှာပဲလောက်ဟာကျေတာရာကြခီးတော်လာမှုအတွက်အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းတွေကိုကူစားပြုတဲ့ပူပေါင်းလုံးဆောင်သူ၂ဦးနဲ့အတူနောက်ထပ်စာနယ်နှစ်စောင်ကိုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီစာတမ်းရဲ့ခေါင်းစဉ်ကတော့ကျေတာယာဂျာကအရာဝတ္ထု 3i Atlas ဟာဂျိုသားတွေရဲ့နည်းပညာတစ်ခုလားဆိုတာပါပဲလောပြေရဲ့ပထမစာတမ်းကဒီအတွေ့အကြုံကိုအပေါ်ယံပဲဖော်ပြခဲ့ပေမဲ့ဒီနောက်ဆက်တွဲစာတမ်းကတော့ဂျိုသားဆိုင်ရာမှန်းစားချက်ကိုရှင်းလင်းတင်ခဲ့ပါတယ်အဲ့ဒီထဲမှာစာရေးသူတွေဟာကျေတကွန်ရဲ့ဂျိုလန်းချောင်းဆိုင်ရာယွန်လျားမှုကိုလေ့လာဆန်းစစ်ခဲ့ပြီးသူဟာနည်းပညာတစ်ခုဖြစ်နိုင်သလားရှင်လိုတဲ့သဘောရှိနိုင်သလားဆိုတာကိုစူးစမ်းခဲ့ကြပါတယ် သူတို့ဟာ Fermi paradox ကိုဖြေရှင်းတဲ့ Dark Forest theory ကိုကိုးကားခဲ့ကြပါတယ်။အကျွမ်းတဝင်မရှိသူတွေရဲ့အတွက်ပြောရရင် Fermi paradox ကစัจ java ရာရဲ့အရွယ်အစားနဲ့ကျွန်တော်တို့နေနဲ့တူတဲ့ကြယ်ရည်အတွက်ကိုထက်တွက်ရင်ဘာကြောင့်ကျွန်တော်တို့ဂျိုသားတွေကိုမတွေ့ရသေးသလဲဆိုတဲ့မေးခွန်းကိုမေးတာပါ။ Dark Forest theory ကတော့ဂျိုသားတွေအပြင်မှာရှိနေနိုင်တယ်။ဒါပေမဲ့မုံဆိုးကိုကြောက်တဲ့သားကောင်တွေလိုပုံနေကြတာဖြစ်နိုင်တယ်လို့အကြံပြုထားပါတယ်။ ဆာရေးသူတွေကဒီအယူဆကိုပညာရေးဆိုင်ရာရည်ရွယ်ချက်တွေအတွက်သူ့ရဲ့ဖြစ်နိုင်ခြင်းရှိတဲ့မှန်ကန်မှုကိုဘေးဖယ်ထားပြီးလိလာရတာပြောစရာကောင်းလို့စူးစမ်းနေတာဖြစ်တယ်လို့အလေးပေးပြောဆိုထားပါတယ်။သူတို့ဘာပြောခဲ့တယ်လဲဆိုတာကြည့်လိုက်ကြရအောင်။ပထမဦးဆုံးအနေနဲ့ဒီစာရန်ထဲမှာလောဘသရီးရန်အက်တလတ်စ်ဟာအုတ်ကခဲတလုံးဖြစ်ဖို့အရန်ကြီးတယ်ဆိုတဲ့သူ့ရဲ့ရည်တည်ချက်ကိုဆက်ထိန်ထားပါတယ်။လောဘနဲ့သူ့ရဲ့လောဘဖို့ကိုင်ဘတ်တွေတည်တင်းတယ်လို့ပဲ။အသက်တွေ့ရှိခဲ့တဲ့အရာဝတ္ထုတစ်ခုခုအတွက်ခမန်းချက်တွေဟာ ြောင်းလဲနိုင်ပြီးသူသဖြင့်လွတ်လပ်တဲ့တိုင်းတောင်မှုတွေပုံများလာကရလတ်တွေကိုပညာရှင်တွေကပြန်လည်စစ်ဆေးတဲ့အခါမှာပုံပြီးပြောင်းလဲရပါတယ်30ကီလိုမီတာတန်ဖိုးဆိုတာကလည်းကျွန်တော်တို့ Trian Atlas ရဲ့ကိုမာကိုကောင်းကောင်းမတိုင်းတာနိုင်ငံကခံမှန်းခဲ့တာဖြစ်ပြီးအခုကျွန်တော်တို့သိတဲ့အတိုင်းအဲ့ဒီကိုမာကပဲကျွန်တော်တို့မြင်နေရတဲ့အလင်းပြန်မှုအများစုကိုဖြစ်စေတာပါဩဂတ်လ9ရက်နေ့က Harvard အဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တစ်ခုမှာ သရိယာအက်ဒလတ်ရဲ့အကျယ်ဆုံးနေရာက9.6ကီလိုမီတာပဲရှိတယ်လို့ပြောခဲ့ပေမဲ့လောဘကတော့သူ့ရဲ့ဂျိုသားဆိုင်ရာယူဆချက်ထဲမှာခက်မမီတော့တဲ့အတိုင်းအတာတွေကိုပဲဆက်ပြီးအသုံးပြုနေတော့မှာပဲ။ဩဂတ်စ်လ23ရက်နေ့က Medium Post တစ်ခုမှာလောဘကဟာဘယ်ပုံရိပ်တွေကိုတိုင်းရိုက်ပြောခဲ့ပေမဲ့သူ့ရဲ့အငင်းခုံကိုခင်ဟောင်းခံမှန်းချက်တွေအပေါ်မှာပဲအခြေခံထားသေးပါ။ကျွန်တော်ရဲ့ဆိုလိုရင်းကသိပ္ပံပညာရှင်တွေကို အခြားသူတေသနာလမ်းကြောင်းတွေကိုလိုက်ခွင့်မပြုသင့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ဟာအ ਨੇ ဆုံးတော့အဲ့ဒီသူတေသနာဟာယုံကြည်ရတဲ့ data တွေကိုအသုံးပြုထားတယ်ဆိုတာသိကြစေသင့်ပါတယ်။အထူးသဖြင့်ကျွန်တော်တို့ရဲ့အသိပညာဟာအမြဲတမ်းတိုးတက်နေဆဲဖြစ်တဲ့သရီးယန် Atlas လို့အသက်တွေ့ရှိမှုမျိုးမှာပိုအရေးကြီးပါတယ်။လုံးပြေကျန်တဲ့အချက်တွေကိုတော့တခြားသိပ္ပံပညာရှင်တွေကခြေပါခဲ့ကြပြီးအထူးသဖြင့်မလေးရှားနိုင်ငံက Patronus တက္ကသိုလ်မှာလောက်ကိုင်းနေတဲ့ဘူမိသိပ္ပံပညာရှင် AKM is not her ရဲ့စာရင်းနဲ့ဆောင်မှာတွေ့ရပါတယ်။သူက Venus, Mars နဲ့ Jupiter တို့ကိုမတော်တဆမဟုတ်ပဲဖြတ်သန်းသွားနိုင်ဖို့တော်ဆွဲရမဟုတ်တဲ့အချိန်မြင့်တင်မှုဆိုတဲ့လောဘရဲ့အငင်းခုံတွေကိုခြေပါခဲ့ပါတယ်။သူက 3iron atlas ရဲ့နောက်ဆုံးလမ်းကြောင်းဒေတာကိုကိုးကားပြီးဒါကို engineer နီးပညာသုံးထင်းကျောင်းမှုတွေထက်တဘာဝရွေလျားမှုနဲ့အများကြီးပိုကောင်းအောင်ရှင်းပြနိုင်တယ်လို့ဆိုပါတယ်။ လုပ်ကိုဝေဖန်သူအများစုအတွက်တော့ဒါဟာကောက်ချက်အလင်မြန်မချသင့်ဘူးဆိုတဲ့သင်္ကန်းလာတစ်ခုပါပဲဂျူသားတွေလို့ပြောလိုက်ရတာကစိတ်လှုပ်ရှားစရာကောင်းပေမဲ့အသက်တွေ့ရှိမှုတစ်ခုချင်းစီအတွက်အချိန်နဲ့အရရက်ကိုတေချာသိရတဲ့အထိတော့အနည်းဆုံးစောက်ဆိုင်တက်ပါတယ်ပြီးမှသာအဲ့ဒါဟာဉာဏ်ရည်ရှိတဲ့ဂျူသားတွေရဲ့လက္ခဏာမဟုတ်မဟုတ်ခြောက်ွယ်သင့်ပါတယ်ဒီလိုလှုပ်ချင်းအဖြစ်တက်တည်ထောက်ထားတွေကတကယ်ပဲဂျူသားတွေနဲ့တွေ့ဆုံမှုစီကိုညွန်ပြလာတဲ့အခါမှာ ကျွန်တော်တို့ဟာတုံ့ပြန်မှုကိုပို့ပြီးတိတိယယောက်ညှိနှိုင်းနိုင်မှာပါကျွန်တော်တို့ Three Atlas နဲ့ပြန်လည်တွဲဆုံမှုရဲ့အဆုံးကိုရောက်လာပါပြီဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်ပြခဲ့သလိုပဲဒီသူတေသနာဟာကျေတခွန်ကိုယ်တိုင်လိုပဲအလွန်နှင်းမြန်စွာရွေလျားနေတာကြောင့်ကျွန်တော်တို့ဟာတွေးရှိမှုအသစ်တွေပြုလုပ်ဖို့လုံးဝမပြီးဆုံးသေးပါဘူးအော်တိုဘာလ30ရက်နေ့မှာကျေတခွန်ဟာနေနဲ့1.4 astronomical unit အကွာကပယ်ရီဟီလီယွန်ကိုရောက်ရှိမှာဖြစ်ပေမဲ့ဝမ်းနေစရာကတော့ ကျွန်တော်တို့သူ့ကိုမြင်နိုင်မှာမဟုတ်ပါဘူး။သူ့ဟာနေနဲ့ရန်နီးကနေတာကြောင့်လေးလာလို့မရနိုင်ပေမဲ့စိတ်မပူပါနဲ့။သူ့ဟာဒီဇင်ဘာလအစောပိုင်းမှာပြန်ပေါ်လာမှာဖြစ်ပြီးအသေးစိတ်လေးလာမှုအသက်တွေအတွက်အဆင်သင့်ဖြစ်နေမှာပါ။ကျေတကွန်ကို လေးလာနိုင်မွယ်ရှိတဲ့မစ်ရှင်တွေထဲမှာ NASA ရဲ့ SOHO, Sphere 8, Maven တို့ပါဝင်ပြီး Harvard, James Webb နဲ့ Gemini Observatory တို့ရဲ့ဆက်လက်လေးလာမှုတွေလည်းရှိနေအောင်မှာမို့နောက်ထပ်အချက်လက်တွေများကြီးရလာအောင်မှာပါ။ 3i Atlas ဟာနေမြင်တဲ့ပြည်နောက်ွယ်ကိုပျောက်ွယ်သွားတဲ့အခါကျွန်တော်တို့စဉ်းစားစရာမေးခွန်းတွေအများကြီးခြံထားခဲ့ပါတယ်။ Perihelion ကိုရောက်တဲ့အခါသူ့ရဲ့တက်ကြွမှုကဘလို့ပြောင်းလဲသွားမလဲ။သူ့ကွဲထွက်သွားမလား။ဒီကိုရောက်ဖို့သူ့ဘလောက်ကြကြာခီးသွားခဲ့ရသလဲ။ပြီးတော့သူ့ရဲ့လက်ဝတ်စမ်းကြဲတဲ့မူလစင်းမြစ်ကိုကျွန်တော်တို့ခြေရခံနိုင်မလား။ဒီမေးခွန်းတွေရဲ့အဖြစ်ကိုတော့အချိန်မီရဖို့အတွက်အပြန်စူးစမ်းနေရတာပါ။ဒါပေမဲ့နက္ခတ္တဗေဒပညာရှင်တွေကတော့အာသွန်ခွန်ဆိုင်စူးစမ်းနေကြတော့မှာပဲ။ သူတို့စီကနေနောက်ထပ်ဘာအသစ်တွေထက်ကြရအောင်မလဲဆိုတာကိုကျွန်တော်ကတော့အရင်ပဲစောင့်မျှော်နေပါပြီဒီနေ့တော့တော့ဒီလောက်ပါပဲကြီးစုအားပေးခဲ့ကြတဲ့ပျောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းကောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဘူးသူတအကြောင်းအရာတွေကိုထပ်ပြီးသိချင်သေးတယ်ဆိုတော့အောက်က comment လေးမှာရေးပေးခဲ့ပါဦး